မင်္ဂလာပါကျွန်တော်တို့အားလုံးရဲ့ဂျေဇုရှင်ဖြစ်တဲ့မြတ်စွာဘုရားကိုနေ့စဉ်ရှိခိုးပူဇော်နေကြတယ်။ဒါပေမဲ့တစ်ခါတလေငါတို့ကိုးဝယ်နေတဲ့ဘုရားရှင်ဟာဘလောက်တောင်ကြီးကျယ်မင်းမြတ်လိုက်တယ်လဲဆိုတာကိုအသေးစိတ်ပြန်ပြီးဆင်ခြင်ကြည့်မိတဲ့အခါတိုင်းယင်ထဲမှာကြီးညိုမှုတွေအန်အောမှုတွေအလိုလိုဖြစ်ပေါ်လာပါတယ်။ဒီနေ့တော့အဲ့ဒီလိုခံစားရတဲ့ဘုရားရှင်ရဲ့ဂုဏ်တော်တွေအကြောင်းလေးကိုပြောပြချင်ပါတယ်ခင်ဗျာ။ပထမဆုံးဂုဏ်တော်ကအရဟံပါ ကျွန်တော်တို့အလွယ်ဆုံးထိကြတာကတော့ပူဇော်အထူးကိုခံယူထိုက်တဲ့မြတ်စွာဘုရားလို့ဆိုလိုတာပါဒါပေမဲ့ဒီတဲ့အများကြီးပို့ပြီးလေးနေပါတယ်ကျွန်တော်တို့လိုတာမန်လူတွေမှာလိုချင်တတ်မှတ်တဲ့လောဘစိတ်ဆိုးဒေါသထွက်တဲ့ဒေါသအမှားအမှန်မခွဲခြားနိုင်တဲ့မောဟတွေရှိနေကြတယ်ဘုရားရှင်ကတော့အဲ့ဒီလိုစိတ်ကိုညှဉ်းနှွမ်းစေတဲ့ကိလေသာတွေကိုအကျဉ်းမဲ့အမြင့်ပြတ်ခြေမုံနိုင်ခဲ့တာပါစိတ်ကြွယ်ရမှာတော့မကောင်းမှုတစ်ဆက်မှမလုပ်တဲ့အတွင်းရော အပြင်ပါတန့်စင်ပြူစင်လွန်းတဲ့အတက်လူနတ်မြန်မာအားလုံးရဲ့ပူဇော်မှုကိုခံယူဖို့အထိုက်တန်ဆုံးချက်နေရပါဘလောက်တောင်ကြီးညိုဖို့ကောင်းလိုက်တယ်လဲနောက်တစ်ခုကတမ္မတံဘုဒ္ဓောပါဒါကတော့ကျွန်တော်အတွက်အဟောစရာအကောင်းဆုံးဂုဏ်တော်တစ်ခုပါလောကကြီးရဲ့အမှန်တရားတတ္တဝါတွေဘာကြောင့်ဒုက္ခရောက်နေရသလဲအဲ့ဒီဒုက္ခကလွတ်မြောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အဖြေကိုဘယ်ဆရာသမားကမှသင်ပေးလို့သိခဲ့တာမဟုတ်ပါဘူးဘယ်ချမ်းစာကိုတက်မှမှရှာသိခဲ့တာလည်းမဟုတ်ပါဘူး ကိုပိုင်ညင်စွာနဲ့ကိုရင်အားထုတ်မှုနဲ့ပဲဒီအမှန်တရားအားလုံးကိုထိုးထွင်းပြီးသိမြင်တော်မူခဲ့တာပါလမ်းပြမရှိတဲ့တောအုပ်ကြီးတည်းမှာလမ်းမှန်ကိုကိုယ်တိုင်ရှာတွေ့ခဲ့တဲ့ပုဂ္ဂိုလ်မျက်ကြည်ပါပဲပြီးတော့ဝိဇာဇနတံပန်တော်တဲ့ဒါကတော့အတိနဲ့အကျက်နှစ်ခုလုံးနဲ့ပြည့်စုံတယ်လို့ပြောတာပါလောကမှာပညာသက်ကြီးတွေအမလားကြီးရှိနိုင်ပေမဲ့အကျင့်မကောင်းရင်ဘယ်သူမှလေးစားမှာမဟုတ်ဘူးအကျင့်သိပ်ကောင်းပြီးအတိပညာမရှိရင်လည်းသူများကိုလမ်းမပြနိုင်ဘူး ကျွန်တော်တို့ရဲ့ဘုရားရှင်ကတော့အသိပညာဉာဏ်ကလည်းအဆုံးမရှိသလိုကိုတော်တိုင်းလိုက်နာကျင့်သုံးတဲ့အကျင့်သီလကလည်းအပြည့်အနာစသတ်မှမရှိအောင်ပြည့်စုံတော်မူပါတယ်။ပြောတဲ့အတိုင်းလုပ်လုပ်တဲ့အတိုင်းပြောတဲ့စံပြပုဂ္ဂိုလ်မျိုးကြီးပါပဲ။သူကတော်ဆိုတဲ့ဂုံတော်ကလည်းအယံနဲ့တက်ဆရာကောင်းပါတယ်။ဘုရားရှင်ရဲ့နှုတ်ဖျားကထွက်လာတဲ့ဇကားတိုင်းဟာအကျိုးမရှိမဟုတ်မမှန်ကျမ်းတန်းတဲ့စကားဆိုတာလုံးဝမပါပါဘူး။နားထောင်ရသူကအကျိုးရှိစေမယ့် ချစ်ခင်စေမဲ့အမှန်တရားနဲ့ယင်နဲ့ကောင်းသောစကားကိုသာပြောဆိုတော်မူပါれ။ဒါတည်းကောင်းမြတ်တဲ့နိဗ္ဗာန်ကိုကြွတော်မူလို့လဲသူကတော်လို့ခေါ်ဆိုရတာပါ။ဆက်ပြောရရင်လောကဝိတုပါ။ဖျားရှင်ဟာတတ္တဝါတွေရဲ့စိတ်စိတ်တွေထိုင်စားကိုအကုန်စင်တည်တော်မူပါれ။ဘ누구ကဘလို့တရားနဲ့တရားသူရနိုင်မလဲဆိုတာကိုလက်ဝါးပေါ်တင်ကြည့်နေရလို့သိမြင်တော်မူနိုင်ပါれ။ဒါကြောင့်ပဲတရုတ်ချင်းစီနဲ့အံဝင်ခွင်ကြထစ်မဲ့တရားတွေကို ဟောကြားပေးနိုင်ကြတာပါအနုတရောပုရိသဓမ္မတရားတိဆိုတာကတော့ယဉ်ကျေးအောင်ဆုံးမလို့မရဘူးတော့သတ်မှတ်ထားတဲ့လူချမ်း၊နတ်ချမ်းဒိဋ္ဆန်ချမ်းတွေကိုတော့ယဉ်ကျေးတိမ့်မွေသွားအောင်ဆုံးမပဲ့ပြင်းနိုင်စွမ်းရှိတဲ့အတုမရှိ ပုပ်ကုမြကြီးလို့ဆိုလိုတာပါအန်ဂူလီမာလာလိုလူသတ်သမားနာလာဂီရီလိုဆန်ချမ်းကြီးတွေကိုမေတ္တာနဲ့ဆုံးမခဲ့တာတွေဟာအကောင်းဆုံးအသက်တွေပါပဲဒါပြင်ဆက်ထာဒေဝမနုတာနံလား ဖယားရှင်ကလူတွေအတွက်ပဲဆရာမဟုတ်ပါဘူး။နတ်တွေပြမာတွေအားလုံးရဲ့ဆရာတဆုလည်းဖြစ်တော်မူပါတယ်။ဒုက္ခလွတ်မြောက်ရေးအတွက်နတ်ပြည်ပြမာပြည်ကနေဖယားရှင်ထံတရားနာရလာတဲ့အကောင်းတွေအများကြီးရှိခဲ့ပါတယ်။ဘုဒ္ဓဆိုတာကတော့ကိုယ်တော်တိုင်လည်းအမှန်တရားကိုသိပြီးတခြားသူတွေကိုလည်းအဲ့ဒီအမှန်တရားကို သိရအောင် ပြန်လဲဟောကြားနိုးကြားစေနိုင်တဲ့ပုဂ္ဂိုလ်မြတ်ကြီးလို့အဓိပ္ပာယ်ရပါတယ်။အိပ်ပျော်နေသူကိုနှိုးလိုက်သလိုပါပဲ။ အဝိဇ္ဇာအမှုံထဲမှာအိမ်မော်ကြနေတဲ့တတ္တဝါတွေကိုဉာဏ်ပညာအလင်းရောင်နဲ့နိုးထစေခဲ့တာပါနောက်ဆုံးဂုံတော်ကတော့ဘဂဝါပါဘုံတော်၆ပါးနဲ့ပြည့်စုံတော်မူတဲ့အတွက်ဘုံတော်ထင်အလွန်ကြီးမားတော်မူတဲ့မြတ်စွာဘုရားလို့ဆိုလိုရင်းပါတနို့ရီတာတော်တရားတော်အချွေရောနော်တင့်တယ်တော်မူခြင်းအလိုဆန္ဒပြည့်စုံတော်မူခြင်းမဆုံးနဲ့မဆန်းနဲ့လုံလာတော်တို့နဲ့ပြည့်စုံလို့ဘုံတော်အနန္တနဲ့ပြည့်စုံနေတာပါဒီလိုဂုံတော်တွေကိုတစ်ခုချင်းပြန်စင်းစမ်းလိုက်တိုင်းမှာ အော်ငါလူကိုးကွယ်ကွင်းရတဲ့ဖုရားရှင်ဟာဒီလောက်တောင်ပြည့်စုံတော်မူပါလားဒီလောက်တောင်ကြီးကျယ်မြတ်မြတ်တော်မူပါလားလို့ကြည်ညိုလေးစားစိတ်တွေတဖွားဖွားပေါ်လာရပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အားလုံးနေ့စဉ်ဘဝမှာအခက်ခဲတွေနဲ့ကြုံလာတဲ့အခါစိတ်တက်ကြတဲ့အခါမျိုးမှာဒီလိုဂုံတော်အနန္တနဲ့ပြည့်စုံတဲ့ဖုရားရှင်ကိုအာယုံပြုလိုက်ပါအဲ့ဒီခါမှာယင်ထဲမှာအာယင်ဒီကြည်ညိုမှုတွေပြန်လည်ဖြစ်ပေါ်လာပြီး အရာရာကိုရင်ဆိုင်ကြော်လွားနိုင်ပါလိမ့်မယ်လို့ယုံကြည်စွာနဲ့တိုက်တွန်းခြင်းဏီကုံချုပ်လိုက်ပါရခင်ဗျာ အားလုံးပဲစိတ်ဤချမ်းသာခြင်းကိုဝိကျမ်းမာခြင်းနဲ့ပြည့်စုံပြီးဖခင်ရှင်ရဲ့ဂုံတော်တွေကိုအမြဲပွားများနိုင်ကြပါစေ